ရှင်မင်းကြီးတသမီးမေးတဲ့မိကုန်းတွေကိုမင်းရှိပါသူဖြေပါမယ်လို့ဆိုတသမီးမေးတဲ့နံပါတ်1မိကုန်းကဘာတော့ဆိုဟန်တိဟတ်ထေဟိပါရိဟိမုခေသပရိသုဝတိသဝေရာဇပိဟောတိကန္တေနတောဘိပိပတတိဆိုလိုတဲ့အတိပ္ပယ်ကဒုတိယဟာတဲ့နော်လက်နဲ့ထုခြေထောက်နဲ့ကမ်း မျက်နှာကိုလက်သီးနဲ့ထိုးအဲ့ဒီလိုလှုပ်တဲ့ပုဂ္ဂိုလ်ကိုတဲ့အလုခံရတဲ့ပုဂ္ဂိုလ်ကပိုးပို့ပြီးတော့ချစ်လာတယ်တဲ့နော်ကိုယ်ကိုမျက်နှာကိုလက်သီးနဲ့ထိုးခြေထောက်နဲ့ကမ်းအဲ့လိုလှုပ်တဲ့လူကိုပဲပို့ပြီးတော့အချစ်တွေပိုးလာတယ်အဲ့ဒါဘာကြောင့်လဲဘသူလဲဒီမေကောမေးလိုက်ဖျားတော်ကချက်ချင်းဖြေတယ်ရှင်မင်းကြီးတဲ့ဒီမေကောကတသမီးကသူရွယ်ပြီးတော့ပြောတာတဲ့ ตาအမိနှစ်ယောက်ပါတဲ့เนาะမိဘရှင်တွင်ပိုက်ထားတဲ့ตาကလေးကမိဘရဲ့မျက်နှာကိုလက်နဲ့ပုတ်เนาะလက်နဲ့ပုတ်လက်သီးနဲ့ထိုးကလေးလေးကပေါ့ဆတ်လေးကမိဘကိုရိုက်ဘလို့ပဲလှုပ်လို့မိဘကစိတ်မဆိုးတဲ့ပြင်ဒီကလေးလေးကိုပိုးပို့ပြီးတော့ချစ်လာတယ်ဒါတော့ပိုသိကြမှာပေါ့เนาะအဲ့ဒီမိဘတွေဟာ ကလေးပေါင်းစားလေးကရိုက်ထားနှစ်ထခြေထောက်နဲ့ကန်တာကိုသဘောတွေကိုကြာပြီးတော့အဲ့ဒီကလေးလေးကိုပို့ပို့ပြီးတော့ချက်လာအဲ့ဒါဟာရှင်ခွင်ပိုက်ตาကလေးပါပဲရှင်ခွင်ပိုက်ထားတဲ့ตาကလေးရဲ့ตาကလေးကိုရင်ညွှန်ပြီးတော့မေးတယ်မေးကမှလို့ဖြေလိုက်တော့နတ်သမီးကတခါတည်းပန်းနေနဲ့ကျဲပြီးတော့ဟုတ်လိုက်လေဟုတ်လိုက်လေသူမေးတာဒါမေးတာဘာနတ်သမီးကလည်းလူသဘောတွေအကုန်သိနော်လူတွေဘာလုပ်လို့ရှိတယ်ဆိုတာ တားမိနှစ်ယောက်ကလေးလေးခြိထားတဲ့အခါမှာကလေးလေးကဘလို့ပဲမျက်နာပုတ်ပုတ်မိဘတွေကခြိနှံ့ရှင်မင်းကြီးဒုတိယမိကုံးကိုမရှိပါလို့ဆိုဒုတိယမိကုံးကပါတော့အကောတတိယထာကမ္မအာဂမင်သတ္တအိသတိသဝေရာဇပိဟောတိကန္တေနတွာဘိပတတိနောက်မိကုံးကတော့ໃຈတယ်လို့ဆဲတယ်တဲ့ အဲ့လိုဆဲပြီးစိတ်ဆိုးမှန်ဆိုးနဲ့မင်းသေးပါစေရဲ့တော်တဲ့သွားရင်လည်းကြာကြီးကြိုက်ပါစေနဲ့ဆိုပြီးတော့ဆဲဆိုပြီးတော့ချိန်မောင်းပြီးတော့လွတ်လိုက်တဲ့လူကိုနေရန်ပြန်လာစေခြင်းနဲ့မမြင်ရရင်မနေနိုင်ဘူးသူ့ကိုပို့ပို့ပြီးတော့ချစ်လာတယ်တဲ့အဲ့ဒါပဲပုဂ္ဂိုလ်လေပဲပုဂ္ဂိုလ်လေအဲ့ဒါလေမိဘနဲ့အရွယ်ရောက်စကလေးတားငယ် တနှစ်၁၂နှစ်အရွယ်ရောက်ပြီအမေဖေကလက်တို့လက်တောင်းခိုင်းတယ်ငါသားဟိုသွားလိုက်စမ်းဆိုရင်အေးမသွားချင်ဘူးမသွားချင်တော့ရော့အဆံပေးမယ်ရော့ပုံပိုးကျွေးပေးမယ်မင်းငါခိုင်းတာလေးသွားလိုက်စမ်းပါဆိုဟုတ်ကဲ့လို့ဆိုပြီးမုံယူပြီးတော့အဲ့ဒါလမ်းတွေ့တဲ့လူနဲ့ကစားနေကစားနေတယ်အဲခိုင်းမိဘခိုင်းတဲ့နေရာမသွားဘူးမသွားတဲ့အခါကျသွားပြီလားဆိုမသွားဘူး မိဘကလိုက်တဲ့အခါထွက်ပြေးအမေကမမီဘူးနောက်ကလိုက်တာပြေးတယ်ပြေးတဲ့အခါကျတော့နင်းတော့အေးတော်ရွယ်မှရခတ်ပါစေတော်ရဲမှာမင်းနင်းဒုက္ခရောက်ပါစေနဲ့အဲ့လိုမိဘကအမေလုံးတဲ့ပုဂ္ဂိုလ်ကဒီလိုအရွယ်ကလေးလေးမထိနိုင်တဲ့အခါချိန်ဆတယ်အဲ့လိုချိန်ဆပြီးလွတ်လိုက်တဲ့ကလေးလေးဟာညအတော်လေးညနေစောင်းသည့်အချိန်ပြန်မလာရင်အိမ်ကနေမျောနေတာ ငါကြောက်ပြီးတော့များမလာလာလားနဲ့ဆိုပြီးအဲ့ကြမျောပြီးနော်မျောပြီးတော့သူ့ကိုလာစေချင်တာတဲ့လာစေချင်ပြီးတော့မလာတဲ့အခါဟိုကဆွေတွေမျိုးတွေအိတ်သွားပြီးတော့အိတ်ပြီးဆိုရင်ဒီကညတောင်အိတ်လို့မရဘူးငါပြောလိုက်တာကြောင့်မလာလာလားငါကြောက်ပြီးတော့မလာလာလားဆိုပြီးလိုက်ရှာရလိုက်ရှာပြီးတွေ့တဲ့အခါကျတော့မလီပွေပိုက်ပြီးတော့ငါသားအမေကမလုပ်ပါဘူးနဲ့ဆိုပြီးတော့ ပို့ပို့ပြီးတော့ချက်သွားတယ်အဲ့ဒါဆယ်နှစ်စတနှစ်အရွယ်ကလေးငယ်နဲ့မိပါပါလို့ဖြေလိုက်တဲ့အခါကျတော့ဒါလည်းဟုတ်ပါတယ်ဆိုနတ်သမီးကဒီဖြေမှတ်ပါတယ်ဆိုပန်းနေနဲ့ပူဆော်တယ်တဲ့နောက်တစ်ခါတတိယမိကွန်းကြတော့ဘာတော့ဆိုအဘေခာတိအဘုဒေနအလီနေနအလိကေနဖိတာရေသဝေရာဇပိယောဟောတိတံတေနတောဘိပတတိ ဒါကပါတော့ဆိုရင်စနီးမောင်နှံနှစ်ယောက်အိမ်တော်ကြကစသုံးမို့အိမ်တော်ပြုထားတဲ့စနီးမောင်နှံနှစ်ယောက်ဟာရံမယံခတယောက်တယောက်နော်စကနာထိုးကြတာစကနာထိုးကြတာမပြောတော့ပါဘူးဒါတော့နော်စကနာထိုးကြတယ်ဒီမဟုတ်မဟုတ်မတရားတယောက်တယောက်ဆွဆွဲတယ်နေဟိုကောင်းနေလွတ်ကဲလာတော့ဘာတော့အဲ့လိုစကနာထိုး ထုတ်ပြီးရင်အဲ့ကြရင်ပိုချစ်သွားကြပြန် ရောတဲ့အဲ့ဒါဘသူရောလို့ဆိုတော့အဲ့ဒါဇနီးမောင်နှံနှစ်ယောက်ပါလို့လူတွေရဲ့သဘောကိုဒီနတ်သမီးကသိပြီးတော့ဒီဒီမိကုံးလေးကိုမေးလိုက်တာအဲ့တော့မောသရာပညာရှိကဒါဇနီးမောင်နှံနှစ်ယောက်ချားမှာဒီလိုတယောက်နဲ့တယောက်ဆွတ်ဆွဲမဟုတ်တရားတွေပြောပြီးတဲ့ခါကျသူတို့နှစ်ယောက်ဟာပို့ပို့ပြီးတော့ ချစ်ခင်သွားကြတယ်ဆိုတာဇနီးမောင်နှံတယောက်ကိုယဉ်ညွတ်တာပါလို့ဆိုတတ်သမီးကဟုတ်လေလေဆိုပြီးတော့ပန်းနေနဲ့ပူဆော်တဲ့နောက်ဆုံးမိကွန်းကြတော့ဘာရောဆိုဟရံအနိစ္စပနိစ္စဝဋ္ဌသေနာသနာနိစ္စအညတတုဟရတန္တတိဝိရာဇပိယဟောတိကန္တေနာတောဘိပတတိပုဂ္ဂိုလ်တယောက်ဟာတဲ့ထမင်းပေးလိုက်လေ စားစရာပေးလိုက်လဲယူသွားတာတောက်စရာပေးလိုက်လဲယူသွားတာအဝတ်အစားနေရာထိုင်ခင်းပေးလိုက်လဲယူသွားတာအဲ့ဒီဘာမှလည်းတုံ့ပြန်မလုပ်ဘူးယူသွားတာပဲရှိနေအဲ့ဒီလိုယူသွားတာကိုပဲအယူသမားတသက်ကိုပဲခြေနှက်နေတာလေနော်ခြေနှက်နေတာအဲ့ဒါပဲပုဂ္ဂိုလ်လေကိုပေးလိုက်တဲ့ပစ္စည်းတွေယူသွားတာပဲအယူသက်သက်ပဲသူကရူပက္ခဏသက်သက်နော်အယူသက်သက်ပဲ သို့တော့ပေးရတဲ့လူကချိန်နဲ့နေတာလေအဲ့ဒါဘာလို့ဆိုရင်ဘုန်းကြီးယဟန်နေဘုန်းကြီးယဟန်နေဘာပေးလိုက်ပဲလဲယူသွားတာပဲကုန်လို့နော်ဘာမှတော့လုတ်ပေးလိမ့်မယ်လုတ်ပါအောင်မေးလိမ့်နေအဲ့ဒါပဲတကားကောင်မတွေချိန်နဲ့နေတာအဲ့ဒါလို့ဖြေလိုက်တော့နတ်သမီးကဟုတ်လိုက်လေသူမေးတဲ့မိကုန်းတွေကဖြေမှန်နေခုရပါပြီဆိုပြီးနတ်သမီးကယရနာပန်းချင်းနဲ့ ယရနာတွေထဲ့ပြီးတော့မောဟဒရာကိုပူဇော်တယ်တဲ့အဲ့ဒီအချိန်မှာမေကွန်လေးဘုတ်ရဲ့အဖြေကိုရတဲ့အခါမှာပြင်းကြီးကလည်းချိန်နှက်သွားပြီဒီမေကွန်လေးဘုတ်ဖြေလိုက်တဲ့အခါမှာမောဟဒရာပညာရှိကိုပြင်းကြီးကဘာကုန်ပြုလိုက်တုံးဆိုရင်ဒေနာပတိစစ်ဘုတ်ချုပ်ကြီးရာထူးခန့်အပ်လိုက်တယ်အဲ့ဒီအချိန်မှာဒီမေကွန်ဖြေတယ်အဲ့တော့စစ်ဘုတ်ချုပ်ကြီးဖြစ်သွားပြီဆိုတဲ့အခါမှာသူက နံပါတ်3ဖြစ်သွားတယ်ဝါစင်ကတက်သွားပြီနော်နံပါတ်1ကဘယင်နံပါတ်2ကအိရှိမင်းစစ်သူကြီးဆိုနံပါတ်3ရာလူရပါဟိုအမတ်တွေပါတွေသူအောင်ကဖြစ်သွားတယ်နော်ဇာတူကစီနီယာနံပါတ်ကအဲ့ဒီနံပါတ်3ဖြစ်သွားပြီဇာတူအာနာအိရှိမင်းရဲ့အောက်ကဇာတူအကြီးဆုံးပုဂ္ဂိုလ်ဟာတေနာပတိစစ်ဖို့ချုပ်ကြီးပဲအဲ့ဒီဇာတူကိုခန့်လိုက်တယ်ခန့်လိုက်တာပေါ့ ေးမောဒရာပညာရှိရဲ့ပညာစွမ်းအားတွေကိုအာယုံပြုပြီးတော့ဖီးရင်ကြီးကဂုံပြူတဲ့အနေနဲ့စစ်ဖို့ချုပ်ကြီးအဖြစ်ခံလိုက်တယ်။ဒါဖရာလောင်းမောဒရာပညာရှိရဲ့ပညာစွမ်းအားနဲ့ပြဿနာတွေကိုပြည့်လည်အောင်ဆောင်ရွက်နိုင်ခဲ့တဲ့မှတ်တမ်းတင်ထားတဲ့အရာဖြစ်တယ်။